ဂျူနိုက်တက်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ညမှာတော့ဗောနော်တရေနီတို့ဟာဂျိုးရသားကိုပွဲတော့တင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့နော်ဒီပွဲတော့တင်တာတောင်မှဒါကိုယ့်ရဲ့အိမ်ခွေးမှာမဟုတ်ဖ ೇನೆ အန်ဖီးဆိုတယ်ဗောနော်ကြောက်စရာအကောင်းဆုံးဒါဂျိုးကြနီတို့ရဲ့ကွင်းမှာတွားပြီးတော့ဂျိုးရသားစားခဲ့တာဖြစ်ပါတယ်အလဲဒီပွဲလေးရဗောနော်တော်လေးလဲဒါကြည်ကောင်းတဲ့ပွဲလေးဗျကျွန်တော်ချက်ချင်းရောက်တော့လဲဒါဝမ်းသာနေလို့ဒါပြောပြလိုက်တာဗောနော်ပွဲကတော်တော်ကြည်ကောင်းတယ်ကျွန်တော်တို့ဒီ ထင်ထားတဲ့အတိုင်းပဲပေါ့နော် United သင်ရတာလောင်းမောတွေကိုအပြုကစားခဲ့တယ်အဲ့ဒီကစားမှုကလည်းအကျိုးရှိခဲ့တယ်ဗျာဘာလို့လဲဆိုတော့ပေါ့နော်ဒီ United ရဲ့ဗရမာသုံးဂိုးမှာဆိုရင်အဲ့ဒီလောင်းမောကန်နေပေးမှုကနေတစ်ဖက်နောက်တန်းဖြတ်ထုတ်လိုက်တယ်ဗျာပြန်ကြလာတယ် second ball ပေါ့နော်အဲ့ဒီ second ball ကိုရှင်းလူချင်းရနေတာ United သင်ရဲ့ဗရမာဂိုးကရရှိသွားခဲ့တာဖြစ်တယ်ဗျာအဲ့ဒီလုံးမှာဆိုရင်လည်းဒါအမှုမုံနဲ့အာမတ်တွေကလည်းတော်တော်လေး ကောင်းတယ်ဗောနော်အမှုကိုကန်လိုက်တာလေဒါကိုသမောင်းကိုမှန်ပြီးတော့ကိုးသွားတယ်ဗျာပြီးတော့ United ကဒီနေ့ပွဲမှာဆိုရင်ဒါကန်ဂျမာရဲ့မျက်နှာตาပေးမှုလေတော်တော်လေးရားခဲ့တယ်လို့ကျွန်တော်ကတော့ယူဆမိတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီအမှုကိုလုံငယ်ထားပါတော့ဗျာဟိုမကိုးခြင်းရင်ကိုသမောင်းမှန်ပြီးတော့ထွက်သွားမှာဗျာဒါပေမဲ့လေကိုသမောင်းရဲ့ bike ကိုမှန်ပြီးတော့ဘေးကနေဝင်သွားတယ်ပြီးတော့တိတ်မကြဘူးကော်ဒီကပ်ပူပြန်ကန်နေအလုံးရောက်တော့ဗျာဒီတိုင်မှန်သွားရယ်ဗောနော်အဲ့ဒီလုံကတိုင်မမှန်ရင်လေဒါတေချာဘော့ ဂိုးမှာပေါ့ဒုတိယပိုင်းမှာဆိုရင်လည်းကော်ရီကပ်ဘူကန်နဲ့ကော်ရီကပ်ဘူကန်နဲ့အလုံးမဲ့တိုင်ထက်မှန်တယ်ပေါ့နော်ကျွန်တော်တို့ဒါအဆိုရှိရယ်ဗျအဲ့ဒါပါလဲဆိုတော့မွဲတိုင်ပေါ့နော်မွဲတိုင်တိုင်နေဘားတွေကိုဒါခဏခဏမှန်နေအတင်ရရှုံးတတ်တယ်ပေါ့အဲ့ဒီဟာကဟိုဘောလုံးသမားရဲ့ကြားမှာတော့ဗျာကျွန်တော်တို့ဘောလုံးသမားဆိုတာဒီကျွန်တော်အပြောကန်ရရပေါ့နော်ကျွန်တော်အကြောင်းတော့ဆိုရင်လည်းအဲ့လိုအယူဆရှိတယ်ဘာလို့လဲဆိုတော့မွဲတိုင်ကနှစ်ခါလုံးမှန်ပြီးသွားရည်ဆိုကိုင်းနဲ့ရှုံးမယ်ဆိုတဲ့ဗျာအလေးပေးမှုကပုံများလာတယ်ဥမာ အဲ့ဒီဟာလည်းတိုက်ဆိုင်တာလားပါလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဒီတိုင်မန်ဘာမန်ဖြစ်ခဲ့တဲ့ပွဲတွေဆိုရလက်မကောင်းတာနဲ့ကောင်းတာဆိုမကောင်းတာပိုများတတ်တယ်ပေါ့နော်စပီးရောဒီပရမပိုင်းမှာအမတ်တီယာလိုဒါလက်ထီသွားသေးတယ်ပေါ့နော်ဒါကတော့အစီနဲ့အလုံးလိုပဲဖြစ်မဲ့ထင်ပါတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဘာတော့ပြန်မကြည့်လိုက်ဘူးပေါ့နော်အဲ့ဒီအလုံးကတော့ဒါ online မှာတော့ဝေဖန်ခံရမယ်နဲ့တူတယ်ဗျအဲဒိုင်ကူပါညာဆိုပြီးတော့ဒါမှမဟုတ်လေဟို အခုကာလာဗျာဒိုင်နေကကူကျင်တဲ့ရန်ကြီးလည်းကူလို့မရတော့ဘူးတချို့တစီချင်းအမားတွေတော့ရှိတတ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလက်တီဘောကကျွန်တော်တို့လည်းဒါအနည်းပြကွက်မှာလည်းအရန်တီချာမပြလိုက်ဘူးဖြစ်တဲ့အတွက်တီချာတော့မြင်လိုက်ရအောင်ကျွန်တော်ထင်တော့ပေါ့နော်ဒါကစားသမားတယောက်ကဗျာအများန်းတော့လက်နဲ့ခန္ဓာကိုယ်နေရာကက်မနေနိုင်ဘူးဗျာအဲ့တော့နည်းနည်းလေးကွာတာရှိမယ်အဲ့လိုမျိုးဟနေတဲ့အကွာဝေးရတာတို့ရဲ့စီးမြင်းတွေမှာလက်ခံထားတဲ့အကွာဝေးဖြစ်လို့လေဒီလိုမျိုးထိတာရတယ်လို့ကျွန်တော်ကတော့ယူဆမိတယ်ပေါ့နော်ပြီးတော့ဒီနှစ်မှာဆိုရင်ဒါ နောက်တန်းနေအတွက်ဗျာဒါစီးမြင့်နေဖြီးလျော့ပေးထားတယ်တုံတုံပြည့်တံဘောလောက်တော့အရင်တော့လို့ဒါပြည့်တံဘောမပြီးတော့ဘူးဥမာနည်းနည်းလောက်တို့မိတာမျိုးအလက်လေးပါလေးနဲ့ကားတာပြီးပေါ့ဗျာမတိမတာလေးလောက်တာမျိုးပေါ့အရင်ကြီးတိနာတာမျိုးမဟုတ်တဲ့ဖောင်မောတွေဆိုရင်ဒါဟိုလွတ်ပေးလိုက်တာများတယ်ပေါ့နော်ပြီးတော့ပင်နေ area ထဲမှာဆိုရင်ပို့ပြီးတော့ဟိုအရင်တော့အခြေအနေနဲ့စာရင်အထီးကိုက်ခံတဲ့အခြေအနေဖြစ်လာရဲပေါ့နော်ပင်နေဒီလုံးဝရှင်းလင်းထိတဲ့အလုံးတွေမှာဒါပင်နေဒီ ပေးတာများတယ်ပေါ့ပြီးတော့ဒီပွဲမှာကျွန်တော်ကြီးကျူးကျင်တာကတော့ဒါကိုသမားလေးစန်ဒီလင်မဘာပဲပြောပြောဒါတိုက်ဆိုင်မှုတော့လေမဟုတ်ဘူးပေါ့နော်သူ့ရဲ့ဒါလက်စွမ်းကိုလေကျွန်တော်တို့အတိအမှတ်ပြုပေးရမှာဖြစ်တယ်ဘာလို့လဲဆိုတော့ပေါ့နော်ဒီစန်ဒီလီမန်ပွဲထွက်ခဲ့တယ်ဒါဆန်နာလန်နဲ့ပွဲရောအခုလီဗာပူးနဲ့ပွဲမှာရောယူနိုက်တက်ကအနိုင်ရလက်ကိုရရှိခဲ့တယ်ပြီးတော့ဒါတပွဲကလင်းရှိရတယ်ပေါ့နော်ဒီနေ့ပွဲမှာဆိုရင်လည်းကလင်းရှိရလို့နှီးပါပဲပြီးတော့စန်ဒီလီမန်ကလည်းဒါကောင်းမွန်တဲ့ကိုပေါက်ကာဝယ်မှုတွေအများကြီးပြုလုပ် ပြီးနိုင်ခဲ့တယ်ဗောနော်ဥမာအလက်ဇန်ဒါအိုက်ဆက်ကန်လိုက်တဲ့လုံဆိုရင်လည်းသူထွက်ပြီးတော့ကာဝင်နိုင်ခဲ့တယ်ပြီးတော့မိုဟာမက်ဆာလတ်ဗောနော်မိုဟာမက်ဆာလတ်အပိုင်းကံဝင်ရတဲ့တလုံးကိုလေသူရှေ့ဟိုထွက်လိုက်တယ်ဗျာရှေ့ထွက်တာနည်းနည်းဆိုးသွားတဲ့အတွက်ဒါဆာလက်ကလည်းဟိုတောင်ချင်းလေးကိုကန်လိုက်တာဘေးကိုရောက်သွားတယ်ဗျာတကယ်လို့သာဘောနော်သူရှေ့မထွက်ဘဲနဲ့နောက်မှာပဲနေရင ဇာလက်ကလည်းဒီကိုသွင်းမှုအတွက်ဗျာစက္ကန့်ပိုင်းလေးအချိန်ပိုးရတဲ့အတိုင်းသူသူရုပ်ရည်တက်လာလိုက်တာဖြစ်တဲ့အတွက်ဒါမိုဟာမက်ဇာလက်ကတန်မင်းကန်လိုက်ရတော့ကိုပေါ့လွယ်သွားတယ်ပေါ့နော်ဒီတော်တော်လေးကောင်းမွန်နေပြီးတော့အရင်တော့အလို့ဒါရင်ကုန်စိတ်လှုပ်ရှားစရာလည်းတိတ်မရှိတော့ဘူးပါလဲဆိုတော့မအိုးနာနာနဲ့ဆိုရင်ဗျာကျွန်တော်တို့ကနောက်တန်းပြီးမှဒီဆောင်းအများတယ် ခုကကန်တင်တော့ကန်တင်နေတော့တာပဲနားအေးတယ်ဗျာဘာပဲပြောပြောကန်တင်လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ကိုကကိုကစားခွင့်နဲ့တည်တည်တတ်တတ်ဗျာနောက်တန်းကနေဗေဒစတဲ့အသင်းဆိုရင်တော့လေမကောင်းဘူးပေါ့ကန်နေနေတာအခုကတော့ဟိုကုသမကန်တင်မှာဖြစ်တဲ့အတွက်ရှေ့မှာလည်းတိုက်စစ်ကစားပုံကိုအမွေရန်ပြောင်းလိုက်တယ်ဦးနာနာနဲ့တော့ပုံစံမဟုတ်တဲ့နောက်တစ်မျိုးချိန်လိုက်တယ်အဲ့ဒီဟာကလည်းရလက်ပိုင်းဆိုင်ရာရဆိုရင်ပိုကောင်းတာပဲညာခဲ့တယ်ပေါ့ဘာလို့လဲဆိုတော့အမွေရန်ဦးနာနာနဲ့တော့လေဗျာကျွန်တော်တို့ဒီလိုမျိုးဒါကိုထက်ဟိုပိုကောင်းတဲ့အသင်း ဘောလုံးပိုင်ကင်တာပိုကောင်းတဲ့အသင်းတွေနဲ့ဆိုဒီလိုမျိုးတံပြန်တိုက်စစ်တွေခုနကပြောတဲ့အဝေးဘောတွေဖြတ်တင်ဘောတွေအများကြီးဒါအသုံးပြုပြီးအနိုင်ယူခဲ့တဲ့အတာရကတွေရှိခဲ့ဗျ။အဲပြီးရင်ကျွန်တော်အန်ဘူးမိုပေါ့နော်အန်ဘူးမိုဆိုတော့ United မှာလောလောဆယ်ပေါ့နော်ခြေစွမ်းအတည်ငြိမ်ဆုံးခြေစွမ်းအကောင်းဆုံးတစ်ယောက်လို့ကျွန်တော်သတ်မှတ်ရမယ်။ပြီးရင်အန်ဘူးမိုနဲ့ Bruno Fernandes ပေါ့နော်ဒီနေ့ရောက်ပေါ့ Bruno ဆိုရင်တောင်းပါဗျာကျွန်တော်တို့ဒီတချို့အမားလေးတွေဒီညမှာဆိုရင်လည်းဒါကွင်းလေးကနေပြတ်သွားတဲ့အလုံးကတံပြန်တိုက်စစ်တံပီလဲရတယ်လို့ဗျာဒီလိုမျိုး အမားလေးတွေပါလေးရှိတယ်အမူးမူကတော့အဲ့လောက်တိတ်မရှိဘူးပေါ့နော်တော်တော်လေးဒါကောင်းမွန်တဲ့ခြေသွမ်းပြတာလေသူကိုယ်တိုင်ဂိုးရီလည်းတွင်းတယ်လို့ဖန်တီးပေးနေတယ်ဒီနေရာမှာကျွန်တော်အားမရသေးတာတော့မဟုတ်ဘူးပေါ့နော်ကိုရစီခြင်းနဲ့တယောက်ကတော့မာတီးယကူညာမာတီးယကူညာက ဒီပီးမီးယားလေးခုနှစ်ပွဲလုံးမှာပေါ့နော်သူဒန်ရာကြောင့်တချို့မကစားရတဲ့ပွဲရှိတယ်ဒါသူကစားရတဲ့ပွဲတွေမှာလည်းဒါသူကတော်တော်ကောင်းကောင်းမွန်မွန်ကစားနိုင်တာဒါဘောလုံးမကြည့်တဲ့သူတိုင်းလည်းမြင်ပါပါကျွန်တော် United fan တွေဆိုပေါ့နော်ဒါပေမဲ့လည်းသူကခုချိန်ဒီဂိုးကန်ခင်းနေသေးတယ်ပေါ့နော်အိုင်းနဲ့ပွဲမှာဆိုရင်လည်းသူကန်သွင်းဝင်ရတယ်ဒီညမှာဆိုရင်လည်းသူကန်သွင်းခွင့်ရခဲ့တယ်ပေါ့နော်ဒါပေမဲ့လေကိုတော့မဖြစ်ခဲ့ဘူးအဲနောက်ပွဲမှာဆိုရင်တော့ဒါမာတီးရဲ့ကုညာကိုလေကိုရချင်းနေတယ်ကုညာကတော့ဘလူကသားသမားမန်းကို မတည်ဘူးဘောနော်ဘာလို့လဲဆိုတော့ဒီညမှာသူလဲပြန်ကတားသမား3-4ယောက်လောက်ပက်လိနေတာဘောလုံးတော့မပြည့်ဘူးဗျာဒါပေမဲ့ဟိုအသေးရစရာကောင်းတယ်ဘောနော်ဘောလုံးလေးကိုတူရစိတ်ခါလေးနဲ့ပက်လှဲနေတာဗျာပြီးရင်ဒါပေမဲ့ဘောနော်သူ့ရဲ့ဒီအဲ့လိုမျိုးစကေးပြနေတဲ့အရာတွေကဗျာဒီ ဟိုဒန်းတော့မဖြစ်လာဘူးဗောနော်ဘယ်လိုလဲဆိုတွင်းကိုတကူဖန်တီးမှုတကူတော့မဖြစ်လာဘူးဒါပေမဲ့ဒီ progressive pad တွေ keypad တွေအနေနဲ့တော့အများရန်ဖြစ်တယ်အခွင့်အရေးဒီဖန်တီးပေးမှုတွေပြုလုပ်နိုင်တယ်ပြီးတော့သူ့ရဲ့ဒီဆွဲပြေးမှုတွေဗျာသူဆွဲပြေးလာဖြစ်တဲ့အတွက်သူ့နောက်ကိုလေမဝနောက်တန်းနေလိုက်ရင်လည်း channel space တွေကို channel ကစားသမားတွေကအသုံးချနိုင်တာဖြစ်တယ်ဆိုတော့မာတီးရဲ့ကွန်ညာလည်းကိုရစီခြင်းပြီးဗောနော်သူ့ရဲ့ခြေစွမ်းကတော့ဒါ မဆိုးဘူးဗောဗျာမဆိုးဘူးတင်းတင်းနဲ့ခြေစမ်းတစ်ခုပြလိုက်နေဂိုးတွေဒါရရတယ်ဆိုရင်တော့သူ့ရဲ့တင်းတင်းနဲ့ခြေစမ်းဒီခြေစမ်းကိုပဲဗျာဂိုးတွေအစ်စ်တွေဒါထပ်ပေါင်းလိုက်မယ်ဆိုရင်သူလည်းအဲဦးမို့လို့လို့ဒါခြေစမ်းပြနိုင်တဲ့ကစားသမားပုံစံမျိုးဖြစ်သွားမှာဗော ပြီးရင်ကျွန်တော်တို့ဒါ United အသင်းတို့နိုင်ကိုသွင်းပေးရတယ်မကွန်ရာကြီးကိုလည်းချီးကျူးခြင်းနဲ့ကျွန်တော်တို့နှစ်နှစ်တုန်းကလည်းဘာဝင်းနဲ့ပွဲဆိုရင်လည်းမှတ်မိကြအောင်ပါပါအဲ့ဒီပွဲတော့လည်း show မလို့အနေထားအနေ United ကဒါတရေရောက်ပြန်ယူခဲ့တယ်ပေါ့နော်အဲ့ဒီပွဲပွဲမှာဆိုရင်လည်းဒါနောက်ဆုံးမိနစ်နာမှာ Harry Maguire ကအပိုင်ကန်သွင်းခွင့်ရခဲ့တယ်ဒါပေမဲ့သူလွဲချော်သွားခဲ့တဲ့အတွက်တရေပဲရခဲ့တယ်ပေါ့နော်အခုဒီရာဒီမှာတော့အဲဒါ United ကအဲမကွန်ရာကပေါ့နော်လီဗာပူးနဲ့ပွဲမှာပဲဒါနောက်ကျနောက်နောက်တော့မကြသေးဘူးပေါ့နော်အနိုင်ကိုအနိုင် ိုးကိုတွင်းယူပေးနိုင်ခဲ့တယ်ဗျာဘာပဲဖြစ်ဖြစ် MP ကွင်းမှာကျွန်တော်တို့ကတေးတမက်ရရင်တော့ဂျီနက်ရမယ်အနေထားကနေအနိုင်ရလက်သုံးဘက်မှာရရှိခဲ့တာဆိုပိုပြီးဂျီနက်ဆရာကောင်းတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘောတော့ဒီညမှာတူးကြတာတကူကမနဲ့ဒူနေညီကိုဖြစ်တဲ့အာဆင်နယ်အသင်းပရိသတ်တွေကျွန်တော်ပေါ်လာတယ်ကလည်းဒါ United အသင်းကိုအားပေးခဲ့ကြတယ်ဗျာပုံမှန်အဖြစ်ဆိုရင်တို့ကတိတ်အားမပေးကြဘူးဘာလို့လဲဆိုတော့မင်းတို့တင်တော့အားမပေးနိုင်ဘူးဒီလိုမျိုးလာတာဗောနော်ကျွန်တော်ဆိုရင်လည်းဒါ United အဲ Man City ဖလားသုံးလုံးရမယ်နှစ်ကဗျာသူတို့ဖလားသုံးလုံးမရကြခြင်းလို့ပေါ့နော် Arsenal ကိုအားပေးလိုက်ဒီဒီကောင်တွေမရသွားဘူးပေါ့နော်အဲ့တော့လည်းဒါကတော့ကြီးစရာပြောတာပါအာဂျီမန်ကျွန်တော်ပေါ်တာလေပျော်နေကြရပြီသူတို့အသင်းအတွက်ပြောတာပါ United ကိုအားပေးပြီးတော့ပေါ့ အပွဲကတော့ညာတော်လေးတာကြည်ကောင်းတယ်မြိုင်လဲမြိုင်လဲဒီရင်တိတ်တိတ်လေးဖြစ်ခဲ့ရတယ်နှစ်နှစ်တင်းလုံးကဒီဘောလုံးရတာနဲ့တိုက်စစ်ဆင်မှုပဲဦးစားပေးပြီးကစားခဲ့ကြရတယ်ဗောနော်လပဝူကဒါအစောပိုင်းမှာတော့သူတို့ကဘောလုံးကကိုင်းနာသေးတယ် United ကလည်းဗျာဒီလိုအပ်တဲ့လောက်လေးပဲ high pressing တက်လို့တယ်ပြီးတာနဲ့ချက်ချင်းပြန်ဆော့ပြီးတော့ကွင်းလေစီနာလောက်မှာပဲဒါ United ရဲ့ဗောနော်အမြင့်ဆုံး line တွေဖြစ်တဲ့ Brian Brian Ambu Mo ရောမာတီယကွန်ညာရောက ကွင်းလေရဲ့နောက်ကနေပဲသူတို့နေရာယူပြီးကစားခဲ့ကြတယ်ပြီးတော့ဂိုးစောသီးသီးလေးရှသွားတာဖြစ်တဲ့အတွက်လီဗာပူးကနောက်ပိုင်းမှာတော့သူတို့လည်းတိုက်စစ်ကိုပဲတိုက်ရိုက်ပဲဆော့တော့တယ်ဒုတိယပိုင်းမှာဆိုရင်တော်တော်လေးကိုဒါကျွန်တော်ရင်ခုန်စိတ်လို့ရှာခဲ့ရတယ်ဗျာဒါအီဂီတီကီဝင်လာပြီးနောက်ပိုင်းမှာဆိုရင်လီဗာပူးရဲ့ဟိုတိုက်စစ်ကပိုးပြီးတော့တွက်လာတယ်ကော်ရီကပ်ပိုဆိုလည်းဒါတော်တော်ကောင်းပါတယ်တော်တော်ကောင်းတယ်တော့ထိရတင်ရခက်ခဲရပြီးတော့သူရဲ့သူတကူလေးတွင်းသွားသေးရပေါ့နော်ဒါကန်ဆိုးပြီးတော့လေနှစ်ကိုကတိုင်မန်းသွားတာကျွန်တော် United အတွက်ရောက်တော့ကန်ကောင်းတာပေါ့ဗျာကျွန်တော်တို့ကတော့ United fan ဖြစ်တော့ ကိုမသွင်းလေကြိုက်လေပဲတပြိုင်ပတ်သင်ကစားသမားတွေအလေဒါပေမဲ့လေဟိုသူ့ရဲ့ခြေကန်းကောင်းလာတော့ကောင်းတဲ့အတိုင်းကျွန်တော်တို့ဒါပြောပြပေးတာဖြစ်ပါတယ်ပြီးတော့ United နောက်တန်းကလည်း troll လေးအလုံးရှုပ်ခဲ့တယ်ဗျာဒီ Mohamed Salah ဗချန်းအစားဗျာ Cody Gakpo ချမ်းရမယ်ပိုပြီးချင်းချောက်လည်းငင်းတာတွေ့ရတယ်ဒါ Fabian Wood ဝင်လာပြီးနောက်မှာဆိုရင်လေဒီ Igita ရဲ့ Fabian Wood ရဲ့ Gakpo ရဲ့တွဲလုံးနေနဲ့ United ကိုတော်တော်လေးဒါချင်းချောက်ခဲ့တယ်ပြီးတော့ အဲ့ဒီဘေချမ်းကနေဖြတ်တင်မောတွေကိုလည်းနောက်တန်းကဒါတော်တော်ဖြတ်ထုတ်ခဲ့ရတယ်။ဥမာဒီကိုဒါလောပွဲပြီးကနေဒီထဲမှာဖြတ်ထုတ်လိုက်တာမျိုးတွေပြီးတော့ဟိုကောင်းပြိုင်ဆိုင်တိုင်ရင်းနေဗျာကျွန်တော်တို့ဒိညာရှင်းရတာလုံးနေကိုဘီမိုင်းနိုရှင်းလိုက်တဲ့လုံးနေပြီးရင် Brian View မို့တော့မှာ area ထဲမှာ bicycle kit နဲ့ဒါရှင်းထုတ်နေရတယ်ပေါ့နော်တော်တော်လေးဟိုဒါစိတ်လှုပ်ရှားခဲ့ရပါတယ်။ဒါပေမဲ့လေပေါ့နော်ကိုအင်းကတစ်ဖက်သက်ကြီးဖိခံနေရတော့လည်းမဟုတ်ဘူးဗျာ။ပိုင်ဆိုင်ဘောလုံးပိုင်ဆိုင်မှုရာဟိုဘက်ဘောလုံးပိုင်ဆိုင်မှုရာဟို 60 40ပေါ့နော်အဲဝင်းကျင်ကိုအဲဝင်းကျင် ဖြစ်နေပြီမဲ့ဒီကိုကန့်သွင်းမှုတွေခွင့်ရေးဖန်တီးမှုတွေမှာတော့လပါဝူးနဲ့စားတူလောက်ရခဲ့တယ်ပြီးတော့ဒီကိုအသိရဲ့တိုက်စစ်ကစားသမားတွေကလည်းဗျာဒီကိုဖြစ်ပြောင်းလဲမှုမှာလိုအပ်ချက်လေးတွေရှိခဲ့လို့ဆိုတော့ကျွန်တော်တို့က2ဂိုးပဲရခဲ့တာဖြစ်တယ်ပေါ့နော်ဒီပွဲမှာတော့ United အသင်းရောလပါဝူးအသင်းရောကဒီ2ဂိုးထပ်ပိုရနိုင်တဲ့ခွင့်ရေးတွေကိုဖန်တီးနိုင်ခဲ့တာဖြစ်တယ်ပြီးတော့ပွဲကလည်းဟိုမြန်မြန်ဆိုင်ဆိုင်ဖြစ်ခဲ့တယ်ပွဲကြီးရဲ့ပေါ့နော်ကျွန်တော်တို့ United ပြည်သက်တွေရောလပါဝူးပြည်သက်တွေရောအခြားဂျာပြည်သက်တွေရောဒါ တော်တော်စိတ်လှုပ်ရှားတဲ့ပွဲတပွဲပေါ့နော်ကြည်ကောင်းတယ်ပေါ့ဗျာဘောလုံးရသပေးတဲ့ပွဲတပွဲလို့မြင်တယ်ရသဆိုတာကတော့ကျွန်တော်တို့ဒီတိုက်စစ်ကို twin goal တွေရဖို့ပဲဗျာနှစ်သင်းလုံးအားထုတ်ကစားခဲ့ရတော့ဒါကြည်လို့တော်တော်ကောင်းခဲ့တာဖြစ်ပါတယ်တော်တော်လေးလေးဒါပျော်ရွှင်ရတယ်ပေါ့ကျွန်တော်လိုပဲ ယူနိုက်တက်ပြည်သက်တွေအားလုံးလည်းပျော်ရွှင်နေကြမယ်ထင်ပါတယ်ပြီးတော့ဒီလကထူးခြားကြပါတော့ကျွန်တော်တို့အင်္ဂလိပ်လိုဆိုရင်ဒါဟောလိုဝင်လာဖြစ်တယ်တရေတွေပါတယ်မြူးတဲ့ညတရေနေပါတယ်မြူးတဲ့လပါတော့အဲ့ဒီလပါပဲဒီညမှာတရေနေတို့ကထပ်မံပြီးတော့မြူးထူးခဲ့ပြီပဲဖြစ်ပါတယ်အင်္ဂလန်ရဲ့ပေါ့နော်အင်္ဂလန်ဒါဘီအင်္ဂလန်ရဲ့အခမ်းအနားကြီးကျယ်ဆုံးအသင်းအသင်းပြိုင်ဆိုင်တဲ့ပွဲမှာမပြိုင်မဲ့လပွားဘူးကိုဒါသူတို့ရဲ့ကြောက်စရာအကောင်းဆုံးအိမ်ကွင်းမှာပေါ့နော်ပြည်သက်တွေရဲ့ အားပေးမှုတွေပြီးတော့လေဒူးပါဗျာ MV ကွင်းရဲ့လေဒူးကပြိုင်မှန်သိနေအတွက်ဒါချော့စိတ်တော့ဝင်သေးတယ်ဆိုတော့ဒီစကပုံတွေပေါ့ပြီးတော့တကယ်လက်တွေဖြစ်ရတဲ့အဲ့ဒီအဖြစ်ပြက်တွေအများကြီးစုပုံတွေကွင်းကြီးထဲမှာ United ကအနိုင်သုံးမှတ်ကိုဒါရရှိခဲ့တာဖြစ်ပါတယ်ဒီပွဲမှာတော့ကစားသမားအားလုံးကိုကျွန်တော်တို့ကတော့ဒါကျေးဇူးတင်တယ်ပြီးတော့အဲအမွေလက်ထက်မှာဆိုရင်ကစားသမားတွေကဟိုးရင်တော့လည်းစာရင်ပို့ပြီးတော့စိတ်ထက်ကစားလာကြတာကိုလည်းတွေ့ရတယ်ဗျာဒီလိုမျိုးဒါ ့ United ရဲ့ atmosphere လေးကလည်းတော်တော်ကောင်းမွန်လာတာလေသဘောကျပါတယ်ပြီးတော့ပေါ့နော်အခုလိုမျိုးဒါနှစ်ပွဲဆက်တိုက်နိုင်တာမျိုးကလည်းတော်တော်ရှားတယ် United ကနှစ်ပွဲဆက်တိုက်ပြီးခဲ့တဲ့ပွဲမှာအိမ်ကွင်းအခုအဝေးကွင်းနိုင်တယ်ပေါ့နော်ဆိုတော့ရှေ့ဆက်ပြီးတော့ဒီထက်ပိုကောင်းလာဖို့ကျွန်တော်တို့မျှော်လင့်နေ United ဒီညအနိုင်သုံးမှတ်ရယူပေးခဲ့တယ်ဗောနော United ကစားသမားအားလုံးရောနီးပြောက်တသိန်းလုံးရောကျွန်တော်တို့ကျေးဇူးတင်တယ်ဗျာဘာလို့လဲဆိုတော့ဒီကိုတိုင်းကြီးအခြေအနေရအကုန်လုံးကဗောနောဝန်내ဆရာတွေဒီစိတ်ညစ်ဆရာတွေများတဲ့ကြားမှာဗောကျွန်တော်တို့အခိုက်တန့်အားဖြစ်တော့မိနစ်ပိုင်းလေးဖြစ်ဖြစ်နိုင်ပိုင်းလေးဖြစ်ဖြစ်ပျော်ရွှင်ပျော်ရွှင်ခွင့်ရတယ်ဗောလေဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒီနေ့ကတော့ဘီဘာဟင်းရဲ့ကောင်းသောနေ့လေးဖြစ်ပါတယ်အလဲကျွန်တော် channel လေးကိုကြည့်ရှုပေးနေကြတယ် United ပရိသတ်အားလုံးညီကူမောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအကျမ်းမှာပေးခင်ကြပါစေ